ဒုတိယကြိမ်ကျင်းပခဲ့တဲ့ဘာသာရေးဆိုင်ရာညီလာခံကြီးမှာကမ္ဘာအဓိကဘာသာကြီး6ခုဖြစ်တဲ့ဗုဒ္ဓဘာသာ၊ဟိန္ဒူ၊ခရစ်စတန်၊အစ္စလာမ်၊ဆစ်ဂျိမ်းဘာသာတွေရဲ့ဘာသာရေးခေါင်းဆောင်တွေပညာရှင်တွေကအိုးကွယ်တဲ့ဘာသာတရားတွေနဲ့ယဉ်ကျေးမှုတွေကွဲပြားမှုရှိနေပေမဲ့လည်းလူသားအလုံးရဲ့ငြိမ်းချမ်းတည်ငြိမ်ရေးလုံခြုံရေးတို့အတွက်ဘလို့လက်တွဲဆောင်ရွက်ရမလဲဆိုတာကိုဆွေးနွေးခဲ့ကြပါတယ်။ဘာသာတရားတစ်ခုနဲ့တစ်ခုပြည်ပခဖြစ်တယ်ဆိုတာ ဘာသာတရားကိုခုရုံးလုပ်ပြီးကိုကျိုးအတွက်အသုံးပြုနေလို့ဖြစ်ပြီးဘာသာတရားတိုင်းဟာကောင်းတဲ့လမ်းညွှန်မှုကိုပဲပေးတယ်ဆိုတာကိုကိုကျော်မင်းဦးကသုံးသပ်ပြခဲ့ပါတယ်။ဒီလိုအခမ်းအနားတွေကိုကျင်းပတဲ့အခါ dialogue တွေကိုကျင်းပတဲ့အခါမှာကျွန်တော်တို့ဘာအကျိုးမြတ်ရလဲဆိုရင်ပြည်သူတွေကိုကျွန်တော်တို့အစ္စလာမ်ဘာသာပညာရှင်ကအစ္စလာမ်နဲ့ပတ်သက်တဲ့တရားဥပဒေကိုဖော်ပြလို့ရတယ်။ဗုဒ္ဓဘာသာရဲ့ ပညာရှင်ဗုဒ္ဓဘာသာနဲ့ပတ်သက်တဲ့ဟလာတရားမှန်ကိုဖော်ပြလို့ရတယ်သူတို့ကခရိယံဟလာသူတို့ကအခြားသောဘာသာဝင်တွေတို့လည်းကောင်းသူတို့ဘာသာပင်ရက်ကပညာရှင်တွေကိုပညာရှင်တွေကလာပြီးတော့ဒီကာကနနာပင်ပြနိုင်တဲ့အတွက် လူစုအတိုင်းပိုင်းမှာအလားထင်ရောင်ထင်မှားဖြစ်နေတာတွေကိုကျွန်တော်တို့ပြန်ဖတ်လို့ရတယ်။ညီလာခံမှာအတွေ့အကြုံကတော့အများကြီးပဲပြောမယ်ဆိုရင်ဒါနိုင်ငံပေါင်း30နီးနီးကစကောလာပညာရှင်ကြီးတွေလာတယ်။ဆိုတော့လာပြီးတော့ကျွန်တော်တို့ဒီမှာ dialogue เนาะဆိုတော့တဦးနဲ့တဦးညီနိုင်ဆွေးနွေးဖလှယ်ပွဲလေးကျင်းပဖြစ်တယ်။ဆိုတော့အဲ့လိုကျင်းပွဲကလွတ်လပ်ခွင့်တစ်ခုနဲ့လွတ်လွတ်လပ်လပ်ကျွန်တော်တို့ဆွေးနွေးခွင့်ရတယ်။ဆိုတော့အဲ့ဒီလွတ်လပ်ဆွေးနွေးခွင့်ရတယ်ဆိုတာကဘာလဲဆိုရင်ကျွန်တော်တို့ဒါဘာသာပေါင်းစုံချစ်ချည် တာအဓိကပဲဆိုတော့ကျွန်တော်တို့ယနေ့ကဘာတဝမ်းမှာဖြစ်ပြနေတဲ့ဘာသာရေးကိုကုလုံးလုပ်ပြီးတော့ဟဲ့လားဘာသာကိုကုလုံးလုပ်ပြီးအကျမ်းပတ်ဆိုတာကိုပြောနေကြတာရှိတယ်တကယ်တမ်းအကျမ်းဘယ်ဘာသာကိုဘယ်ဘာသာမှအကျမ်းပတ်ကိုမလိုလားဘူးညီလာခံကြီးကိုဘာသာရေးကောင်းဆောင်တွေတီးတက်ဆွေးနွေးတဲ့အပိုင်းနဲ့ပညာရှင်တွေကျွမ်းကျင်သူတွေစိတ်ဝင်စားသူတွေဆွေးနွေးတဲ့အပိုင်းဆိုပြီးနှစ်ပိုင်းခွဲဆွေးနွေးခဲ့ကြတာဖြစ်ပြီးညီလာခံအပြီးမှာတော့ညီလာခံကြီးရဲ့ဆွေးနွေးကောင်းနှုတ်ချက်တွေကိုစုစည်းပြီး ငင်းငင်းရင်ညီလာခဲ့ကြင်ညာစာတန်းကိုထုတ်ပြန်ခဲ့ပါတယ်။အားလုံးမှာပါလဲဆိုရင်ပလိပခါကိုရှုံချကြောင်းဟလာအဲ့ဒီအချက်လက်တွေမှာပါတယ်ထုံလက်ကောင် hate speech လို့ခေါ်တဲ့အမုန်းတရားတွေကိုမဟုတ်ဘူးမပြောဘူးအတွက်တွေကိုတာဝန်ရှိတယ်ဆိုတာဒုနကောင်တိုင်းကဘာတမမှာရှိတဲ့လူသားတွေအားလုံးအတူရှင်တွဲပြီးတော့မေတ္တာနဲ့အတူဟလာတအုပ်ကိုတအုပ်လူရဲ့တန်ဖိုးကိုနားလည်ပြီးအတူရှင်တွဲနေထိုင်မှုအတွက်ကိုတိုက်တွန်းထားတာပေါ့ဒါ ကျွန်တော်ထုတ်ပြီးတော့ပြောမယ်ဆိုရင်ဒီပေါ်မှာပဲမူတည်ပါပဲ section A ကတော့တကယ်ဘာသာရေးကောင်းဆောင်ကြီးတွေကြီးပဲသေးတဲ့ ဆွေးနွေးတာဖြစ်ပါတယ် section B ကတော့အပြင်ဒီပညာရှင်တွေစိတ်ဝင်စားတဲ့ကျွမ်းကျင်တဲ့ပုံကိုယ်တွေစိတ်ဝင်စားတဲ့ပုံကိုယ်တွေအကုန်လုံးအလွာအသီးသီးရပုံကိုယ်တွေကိုဒီ section B မှာဆွေးနွေးခွင့်သူတို့ရဲ့စာရနဲ့တင်ပြခွင့်ပြုထားတာပေါ့လေအဲဒီ section နှစ်ခုစလုံးရဲ့ဆွေးနွေးချက်တွေကိုချုပ်ငုံပြီးတော့ဒါဒီ CV ဆွေးနွေးပွဲရဲ့ညီညီလာခံရဲ့ပညာရည်ရည်ဆိုပြီးထုတ်ပြန်တာပါ ပထမအကြိမ်ဘာသာပေါင်းစုံညီလာခံကြီးကို2015ခုနှစ်ကအိန္ဒိယနိုင်ငံမှာပြုလုပ်ခဲ့တာဖြစ်ပြီးတတိယအကြိမ်ညီလာခံကိုတော့2018မှာဂျပန်နိုင်ငံမှာပြုလုပ်သွားဖို့ရှိနေပါတယ်။လူမျိုးသမီးရဲ့အမေမမျိုးသမီးများဟာ peace dialogue ဆိုသူတို့နဲ့မဆိုင်ဘူးလို့ထင်ရတယ်မယ်။ဒါမှမဟုတ်လို့ရှိရင်လည်းအချို့သောသူတွေကလည်းမျိုးသားတွေကလည်းအာ peace dialogue လုပ်တယ်ဆိုလို့ရှိရင်မျိုးသမီးနဲ့တိတ်မဆိုင်ဘူးလို့ထင်တယ်။ဂျပန်ပြောချင်တာကဘယ်နေရာမှာမဆိုမျိုးသမီးက လူလူအပ်ပါတယ်။အတကယ်တမ်းပဋိပက္ခပဲဖြစ်လာတယ်ဆိုရင်တော့အရင်ဆုံးခံစားရတာမျိုးသမီးတွေကခံစားရတာရှိတယ်။အဲ့တော့ဒီမျိုးသမီးတွေကပူပေါင်းပါဝင်ပြီးတော့မျိုးသားတွေနဲ့ဒီလက်တွဲပြီးတော့အတူတူကပူပေါင်းပြီးဒီနေညာရေးကိုလုပ်မယ်ဆိုလို့ရှိရင်တော့ကျမတို့ကပို့ပြီးတော့အောင်မြင်မယ်ပို့ပြီးတော့လည်းထိရောက်မယ်လို့ပြောပါတယ်ရှင်။